ကျင်းစာတဲ့နဲ့ခေါင်းတလာကြီးအပါဝင်ရှေးအောင်ပစ္စည်းပေါင်းတသိန်းကျော်ကိုပြတာထားမဲ့အီဂျစ်နိုင်ငံကိုင်ရိုမြို့ကကမ္ဘာအကြီးဆုံးရှေးအောင်ပြတိုက်ကြီးကိုဖွင့်လှစ်ဖို့စီစဉ်ထားပေမဲ့အစ္စရေးအီရန်စစ်ပွဲကြောင့်မဖွင့်လှစ်နိုင်သေးဘူးလို့သိရပါဗျ။ အမေရိကန်ဒေါ်လာ1.3ဘီလီယံအသုံးပြုခဲ့ရတဲ့ Grand Egyptian Museum ပြတိုက်ကိုဖွင့်လှစ်ဖို့နှစ်ပေါင်းများစွာစီစဉ်ထားပေမဲ့2011ခုနှစ်မှာအာရတ်ຫນွေဦးဒေါ်လာရေးကြောင့်ရပ်ဆိုင်းခဲ့ရပြီး2014ခုနှစ်ကျမှသာပြန်လည်တည်ဆောက်ခဲ့တာပါပြတိုက်ကြီးကို2025ခုနှစ်အတွင်းမှာပြန်လည်ဖွင့်လှစ်ဖို့စ조사ခဲ့ရမှာလဲအစ္စရေးနဲ့အီရန်စစ်ပွဲအခြေအနေကြောင့်အရှေ့အလယ်ပိုင်းနဲ့အာရတ်ကမ္ဘာမှာတည်ငြိမ်မှုပြတ်ပြားလာနေလို့ ဖွင့်ပွဲရက်ကိုမတက်မနိုင်သေးဘူးလို့သိရပါတယ်။အထူးခြားဆုံးကဖာရိုဘီယင်တူတန်ခမန်ခေါင်းတလားဖြစ်ပြီးသူနဲ့ပတ်သက်တဲ့ရုပ်ကျွင်းရှာဖွေသူများဟာတနည်းနည်းနဲ့ထူးဆန်းတဲ့ဖြစ်စဉ်နဲ့သေဆုံးခဲ့ကြတာကြောင့်တူတန်ခမန်ဂျင်စာတင့်ခေါင်းတလားလို့ခေါ်ဆိုကြတာဖြစ်ပါတယ်။အဆိုပါခေါင်းတလားကိုရှာဖွေတွေ့ရှိခဲ့တဲ့အင်္ဂလန်နိုင်ငံသားရှီအောင် သူတေသနပညာရှင်ဟိုးဝက်ကာတာဖြစ်ပြီး ခုနှစ်နှစ်ကြာရှာဖွေခဲ့ရက1922ခုနှစ်မှာတွေ့ရှိခဲ့ပြီးတော့ပန်နာယီစိုက်ထုတ်သူလော့ကန်နာပုံကလည်းထူးဆန်းတဲ့ယောဂကုသကသေဆုံးခဲ့ပါတယ်။ဤချက်ဟာအဆိုပါထူးဆန်းပြီးချိန်စာတင်နေတဲ့ဖာရိုဘီရင်တူတန်ခမန်ခေါင်းတလားကိုပြတိုင်မှာထည့်သွင်းပြသဖို့နှစ်20ကျော်စ조사နေပေမဲ့လက်ရှိအချိန်အထိမအောင်မြင်သေးပါဘူး။